အကိုင်းရောဘဟုပြုပြီးမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြီးကြောင့်ရုပ်ပိုင်းဆိုင်ရာအခြေခံအဆောက်အုံတွေပြည့်စင်းဆုံးရှုံးမှုတန်ဖိုးဟာအမေရိကန်ဒေါ်လာ17ဘီလီယံထိရှိနိုင်တယ်လို့ကမ္ဘာ့ဘဏ်ကခန့်မှန်းထားပါတယ်။ဇွန်12ရက်နေ့ကထုတ်ပြန်ခဲ့တဲ့မြမစီးပွားရေးစောက်ကြီးလေးလာမှုစီရင်ခံစာထဲမှာဖော်ပြထားတာဖြစ်ပြီးအဲ့ဒီဆုံးရှုံးမှုတန်ဖိုးဟာမြန်မာနိုင်ငံရဲ့ GDP 14ရာခိုင်နှုန်းနဲ့ညီရတယ်လို့ဆိုပါတယ်။ ကဘာပံကငလင်တန်းကြောင့်မန္တလေး၊စကိုင်း၊ပဲခူး၊မကွေးတိုင်းဒေသကြီးတွေနဲ့နေပြည်တော်ရှိပြည်သူ18တန်းခန့်ထိခိုက်ပြီး6တန်းခန့်အထိဒုက္ခရောက်ခဲ့ရလို့ဖော်ပြထားပါတယ်။ဒါ့အပြင်လက်ရှိဗန္ဒာနှစ်အတွင်းစီးပွားရေးထုတ်လုပ်မှုဟာရခိုင်နှစ်နဲ့နှိုင်းယှဉ်မယ်ဆိုရင်ဒေါ်လာ1ဘီလီယံခန့်ညှော်နေမယ်လို့ခန့်မှန်းထားပြီးမန္တလေးနဲ့နေပြည်တော်ဒေသတွေမှာဧပြီလကစက်တင်ဘာလအထိကာလအတွင်းစီးပွားရေးထုတ်လုပ်မှုရဲ့၃ပုံ၃ပုံခန့်ဆုံးရှုံးနိုင်တယ်လို့ဆိုပါတယ်